င်္ဂလာပါရှင်။အောက်တိုဘာလ20ရက်နေ့အတွက်တန်လွင်ထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။တန်လွင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်။ဒီကနေ့ညနေပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာနေ့မှာဆင်ရအတူစစ်ကြောင်းထိုးလို့နေစဉ်တိုက်ပွဲပြင်းထန်နေတဲ့တဲ့ မွန်ညညရေးပါတီရဲ့ကိုယ်စားလှယ်လောင်းတွေထဲရွေးကောက်ပွဲဝင်ပြိုင်ဖူးသူ၁၀ဦးကျော်ပါဝင်တဲ့သတင်းတွေအပြင်ရွေးကောက်ပွဲအလွန်တော်လန်ရေးအင်အားစုတွေကိုစစ်တပ်ဆက်လက်ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့သတင်းတွေကိုပါယူဆကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အိန္ဒိယဒေဝါလီပွဲတော်မှာလူသန်းပေါင်းများစွာပါဝင်ဆင်နွှဲခဲ့ကြတဲ့သတင်းမြန်မာနိုင်ငံမှာအပြစ်ခက်ရက်စဲပြီးငញ្ញံရေးရယူဖို့ပုံရဟန်းမင်းကြီးပန်ကြားလိုက်တဲ့သတင်းတွေနဲ့အတူ

အောက်တိုဘာလ14ရက်နေ့ကစလို့စစ်ကြောင်ထိုးလာတာကြောင့်နိုင်စင်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ယခုတခါစစ်ကော်မရှင်ရဲ့စစ်ကြောင်အင်အားကများပြားလာပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကတံပြန်တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲတွေဟာနိုင်စင်ဖြစ်လာတဲ့အပြင် အထိအခိုက်လည်းရှိနေတယ်လို့ဘေးပါကဖတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။တိုက်ပွဲအတွင်းမှာစစ်ကောင်ရှင်ဘက်က10ဦးထပ်မံနဲ့ထိခိုက်သေးဆုံးမှုရှိနေပြီးတော်လန်ရေးပူပေါင်းတပ်တွေဘက်ကလည်းထိခိုက်သူတချို့ရှိကာ အသေးစိတ်ကတော့သက်ဆိုင်ရာအဖွဲ့တွေဘက်ကထုတ်ပြန်ပေးသွားမယ်လို့ပြောဆိုပါတယ်။စစ်ကောင်ဖြစ်ဘက်ကစစ်ကြောင်းတွေထဲမှာအမှတ်၄၃၁ခြေမြန်တက်ရင်အမှတ်၂၈၃ညခြေလင်တက်ရင်အမှတ်၁၃၃၃ခြေလင်တက်ရင်အမှတ်၂၆၇ခြေလင်တက်ရင်အမှတ်၂၆၅ခြေလင်တက်ရင်နဲ့အမှတ်၁၃၁ခြေလင်တက်ရင်လို့ပါဝင်တယ်လို့သိရပါတယ်။ ထိုင်းမြန်မာနယ်စပ်ရှိမောတောင်မြို့ကိုသွားရလမ်းတစ်လျှောက်တန်ခွန်ကျေးရွာအုပ်စုအတွင်းစစ်ကောင်ရှင်တပ်နဲ့ KNL တော်လှန်ရေးပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတာဟာအချိန်ဆယ်လောက်ဝန်းကျင်အထိရှိလာပြီဖြစ်ပြီးနှစ်ဖက်ထိခိုက်တိုက်စုံမှုတွေဟာလည်းများပြားလာနေတာဖြစ်ပါတယ်။ အနာဒိုင်းစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မဲ့မွန်ညွညွရေးပါတီရဲ့ကိုယ်စားလှယ်လောင်း38ဦးနဲ့အရင်ရွေးကောက်ပွဲမှာဝင်ပြိုင်မှုတဲ့ကိုယ်စားလှယ်လောင်းအယောက်10ဦးကျော်ပါဝင်တယ်လို့ပါတီပြောခွင့်ရနိုင်တန်းရွှေကတာလွင်တိုင်းကိုပြောပါရီစစ်ကော်မရှင်လောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတော့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်ကြီးညာချက်ပုံစံ30ပုံစံ30ကကြီးနဲ့ပုံစံ30ခါဝေးတွေကိုသက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်ခရိုင်မြို့နယ်ကော်မရှင်အဖွဲ့အစည်းရုံးပြင်ရက်ကွက်နဲ့ကျေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးတွေမှာအောက်တိုဘာ19ရက်နေ့ကစလို့ကတ်ထားကြေညာမယ်လို့ထုတ်ပြန်ထားတာပါအခုလို့ထုတ်ပြန်ပြီးတဲ့နောက်မွန်ညွညွရေးပါတီအနေနဲ့မြို့နယ်လိုက်ကိုစလဲလောင်းအမည်စရင်တင်ထားတဲ့38ဦးလုံးကိုစလဲလောင်းဖြစ်အမည်စရင်ပြန်ကြခဲ့ပြီးအဲ့ထဲမှာအရင်ကိုစလဲလောင်းအဟောင်းတွေဖြစ်တဲ့ဒေါက်တာပညာအောင်မိုးနိုင်လိဓမမင်းအောင်သူအပြင်တခြားကိုစလဲလောင်းအဟောင်းတွေ ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်မွန်ညွညွရေးပါတီပြောခွင့်ရနိုင်တန်းရွှေကတော့ အခုလိုကိုစလေလောက်အဟောင်းတွေပါဝင်တာဟာကိုစလေလောက်အဟောင်းတွေကိုဦးစားပေးနေတဲ့ရွေးချယ်ခဲ့တာဖြစ်ပြီးတော့မြို့နယ်လိုက်ကိုစလေလောက်အဟောင်း၁၀ဦးကျော်ပါဝင်တယ်လို့တာဝန်တိုင်းကပြောပါတယ်။ရွေးချယ်တဲ့ဘယ်လိုလဲဆိုရင်တာမကပေါ်လာဒီလိုတူကိုစလေဟောင်းတွေကိုကျွန်တော်တို့ဦးစားပေးတာပေါ့ဘသူဝင်မလဲဒါစီရင်ပေးတာပေါ့ပါတီနဲ့အပါဒူစင်ပေးတယ်နောက်ကတော့ဘသူလားဟိုစိတ်ဝင်စားတယ်ပေါ့ကျွန်တော်စီစီဆဲမှာအဲ့ဒါက ကျွန်တော်တို့အရင်စဉ်းစားမှချက်ရှိတယ်အဲ့ဒီစဉ်းစားမှချက်ပေါ်စီစစ်ပြီးတော့ကျွန်တော်တို့ယူရပြီးတော့ပြင်လိုက်တာပေါ့အဟောင်းတော့ငောင်းရေးမှကြတော့3ရောက်ပါမယ်နောက်ပြီးတော့တမ်ဆာမှကြတော့အာတမ်ဆာမှကြတော့2ရောက်ပါမယ်ဗောမူတော့မှကြတော့2ရောက်ပါမယ်နောက်ချက်မျိုးမှ2ရောက်ပြန်ပါလေနောက်ပြီးတော့ဆယ်ရောက် ဒါအပြင်အခုလိုကိုယ်စားလှယ်လောင်းတွေရဲ့အမြင့်စင်းကျလာသလိုတစ်ဖက်မှာလည်းကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးရမယ့်တတ်မှတ်ရနီးကပ်လာပေမဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်ကတစုံတရာပြောဆိုတာမရှိတာကြောင့်မဲဆွယ်ဖို့အခက်တွေ့နေရတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမွန်ညညရေးပါတီဟာစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့လွတ်တော်အတွက်9ဦးမြို့သားလွတ်တော်အချို့ကျကိုစားပြုစနစ် PR အတွက်6ဦး မဲအများဆုံးရသူအနိုင်ယူစနစ် FPTB အတွက်6ဦးပြည်နယ်လွှတ်တော်ချိုးကြကိုစားပြုစနစ် PR အတွက်10ဦးနဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FPTB အတွက်9ဦးထိဝင်ပြိုင်မှုရှိနေရပါတဖက်မှာစစ်ကော်မရှင်လောက်ကန်ရွေးကောက်ပွဲကော်မရှင်ကတော့မွန်ပြည်နယ်ရဲ့မြို့နယ်10ခုလုံးကိုမဲဆန္ဒနယ်မြေဖြစ်သတ်မှတ်ထားပြီးလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာတော့ကြိုက်ထုတ်တထုံမော်လမြိုင်ချောင်းစုံနဲ့ကြံမျိုးမြို့နယ်တွေမှာပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ် မွန်ညညရေးပါတီဟာပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲတုန်းကလည်းမဲဆန္ဒနယ်မြေပေါင်း55နေရာအထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမဲဆန္ဒနယ်မြေ12နေရာမှာအနိုင်ရရှိခဲ့မှုတာဖြစ်ပါသည်လာမယ့်နှစ်ကဝိုင်းမှာစတင်ကျင်းပသွားမယ့်အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲကနေအစိုးရတည့်ရဲ့ပေါ်လာရင်လည်း တော်လန်၏အားစုကိုစစ်တပ်ကဆက်လက်ရင်ဆိုင်ရနိုင်ဖွယ်ရှိရလို့စီရေးကက်ခတ်တီကတံတွင်တိုင်းကိုပြောပါတယ်။လက်နက်ကင်တော်လန်၏အားစုတွေကအဲ့ဒီရေကောက်ပွဲကိုအတူရောင်လို့သာတတ်မှတ်ပြီးဆန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကြေညာထားကြတာပါ။စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးကြီးမင်းအောင်လှိုင်ကတော့လက်နက်ကင်ဂျပန်ပူတွေခြုံငင်းပြီးဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေဆောင်ရွက်သွားကြရမယ်လို့အောက်တိုဘာ19ရက်နေ့ကပတ်တိန်တက်နေရှိ အရာရှိစစ်သည်မိသားစုတွေနဲ့တွေ့ဆုံခွင့်မှာပြောခဲ့ပါတယ်။အခုအခါနိုင်ငံတော်ဝန်ထိုက်တင်းတဲ့တော့တင်းကြီးအေးရနေပြီးတနိုင်ငံလုံးတင်းကြီးစီရေးစစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စီရီယံဗိုလ်ကြီးကောင်းသူဝင်ကစစ်တပ်အနေနဲ့သူတို့ဆုံရှုံထားရတဲ့နေမြေတွေကိုတဆင်ပြီးတဆင်ပြန်တိုက်မှာဖြစ်ပေမဲ့တော်လိုင်းကြီးကိုအမြင့်ပြအောင်တိုက်နိုင်မယ့်အနေအထားမရှိဘူးလို့သုံးသပ်ပါတယ်။အဲသူတို့တွေရဲ့ဆုံရှုံထားတဲ့နေမြေတွေကိုတော့လက်တွေ့အနေအထားမျိုးနဲ့ဆိုရင်တော့ ါချက်ချင်းသူတို့တိုက်နိုင်မယ်ဒီခါမျိုးမဟုတ်ဘူးเนาะဒီစေစုနှစ်တည်းအများကြီးခြီးပြီးတော့မှဟိုတစ်စင်ပြီးတစ်စင်ပေါ့เนาะဟိုအာသူတို့ဘက်ကအားတာသွားရင်တော့ဖြစ်တော့တိုက်တာနိုင်တဲ့အနေအထားမျိုးတွေတော့ရှိတယ်ပေါ့เนาะဒါပေမဲ့ဒီလိုမျိုးတိုက်လဲဒါတော့ဟိုပေါ့เนาะဒီတော်လိုင်းကိုအမြင့်ပြတ်တိုက်နိုင်မယ်ဆိုတဲ့အနေအထားမျိုးကမရှိဘူးပေါ့เนาะအချက်လက်တွေရအာနာသိမ့်မှုတွင်နိုင်ငံတော်ဝန်မှာလက်နက်ကင်တပ်ဖွဲ့ပေါင်း900ထက်မနည်းပေါ်ပေါက်လာသလိုအားကြီးတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကလည်းဆီယနာရှင်စနစ်အမြင့်ပြည့်ရေး ါဝင်လာခဲ့ကြတာပါ။ဒါကြောင့်စစ်တပ်အနေနဲ့နိုင်ငံတော်ဝန်ရှိမြို့ပေါင်း60ကျော်ကိုတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းနေတဲ့တော်လိုင်းအင်အားစုတွေရဲ့လက်ထဲဆုံဆုံထားရပါတယ်။ထို့သဖြင့်ရှမ်းမြောက်နဲ့ရခိုင်ပြည်နယ်မှာအများဆုံးဖြစ်ပါတယ်။ဒီချိန်မှာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ့်အထွေထွေရေကောက်ပွဲပထမအကြိမ်မှာ102မြို့နယ်ပြုလုပ်သွားမှာဖြစ်ပြီး56မြို့နယ်မှာကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ပြည်အောင်စုရေကောက်ပွဲကော်မရှင်ကဝန်ခံထားတာပါ။ စစ်ကောင်းဆောင်ကတော့ရေကောက်ပွဲလုပ်ဖို့အကြောင်းမျိုးကြောင့်ကြံရှိနေတဲ့မြို့နယ်တွေမှာနောင်လာမဲ့ဆိုးရအနေနဲ့ဂျားဖြဲရေကောက်ပွဲကာလမှာဆက်လုပ်သွားဖို့စဉ်းစားထားတယ်လို့ NCA စနစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာထုတ်ပြောခဲ့ပါတယ်။ဒါအပြင်ပထမချိန်မှာတရားနှမြုပ်နေဒုတိယချိန်မှာမြို့နယ်တရားနဲ့ကြံရှိရဲ့မြို့နယ်တွေကိုတတိယချိန်ဖြင့်ဆောင်ရွက်သွားမယ်လို့ပြောပေမဲ့ဒုတိယချိန်နဲ့တတိယချိန်ရေကောက်ပွဲကျင်းပမယ့်နေ့ရက်ကိုတော့ပြောမသွားခဲ့ပါဘူး။စီရီယံဘူကြီးစင်ယော်ကတက်လာမဲ့ဆိုးရအနေနဲ့56မြို့နယ်မှာ အပြစ်ပါရွေးကောက်ပွဲပြုလုပ်နိုင်မှုခရင်းတာကြောင့်စစ်တပ်နေနဲ့ကာလရှည်ကြာစစ်တိုက်နေုံမဲ့လို့သုံးသက်ပါတယ်။ကြံနေမဲ့မြို့နယ်တွေကတော့နောက်တက်လာမဲ့အစိုးရပေါ့နော်သူတို့ဖွဲ့လိုက်မဲ့တရားမဝင်တဲ့အစိုးရပေါ့နော်တရားမဝင်တဲ့အစိုးရလက်ထက်ကြကမှဂျားပြရွေးကောက်ပွဲအဲသူတို့နီးသူတို့ဟန်နဲ့သူတို့လှုပ်ရမယ်။အဲအဲ့ဒီဂျားထဲမှာလဲဂျားပြရွေးကောက်ပွဲလှုပ်ဖို့ဆိုတာကသူတို့ရဲ့ဆုပ်ထမျိုးဆက်စစ်တပ်ကဆက်ပြီးစစ်တိုက်နေအောင်ပါပေါ့နော်အဲ့ရအနေထားမျိုးကိုသွားပြီးတော့တွေ့ရတယ် တချို့နေရာတွေပေါ့နော်တချို့နေရာတွေမှာဒီ56မျိုးနယ်ကိုသူတို့အပြေးအဝပြန်ပြီးရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်တော့တတော်လေးခက်တယ်ဘာလို့လဲဆိုတော့ရခိုင်မှာရခိုင်မြောက်ပိုင်းတစ်ပိုင်းလုံးဆိုတာကသူတို့ဆယ်နှစ်လောက်တောင်တိုက်ယူရမယ်အနေထားဖြစ်တယ်အဲအဲ့လိုပေါ့နော်ဟိုကြံတဲ့နေရာတွေကလည်းကာလရှည်သွားပြီးတော့တိုက်ရမယ်လက်ရှိမှာစစ်တပ်ကသူတို့လက်လွတ်ထားတဲ့နေမြေတွေကရှမ်းမြောက်ရှိအချက်ချာကြတယ်မြို့တချို့အပါဝင် ထိုင်းမြန်မာနေဆက်ရှိကရင်ပြည်နယ်က လက်ကကောအမျိုးသစ်အပါအဝင်တက်စကန်တွေကိုပြန်လည်ထိန်းချုပ်လာနိုင်ပါပြီ။ဝါရမ်ပြန်သတင်းစာတွေရဲ့ဖော်ပြချက်အရအောက်တိုဘာ9ရက်နေ့ကနေ19ရက်တွင်လက်ကကောမျိုးသစ်တင်ငန်းညီနောင် တက်နေရောက်ရီအာရှလမ်းမကြီးလက်ခတ်တောင်ဖျားကုန်းရှုရင်းသားနဲ့ဆွဲတော်ကုန်းစကန်တွေကိုပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေဒုတိယပိုင်းပြီးတရုတ်မြန်မာနေဆက်တလျှောက်ရှိမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကိုတရုတ်စိုးရရဲ့ဖိအားပေးမှုကြောင့်စစ်ရေးချိန်ခွင်ဟာ မပြောင်းလဲဖြစ်လာခဲ့တာပါတစ်ဖက်မှာအသက်သွင်းခဲ့တဲ့ဤသူစစ်မှုထမ်းဥပဒေကနေလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေဖို့ဤလန်းပေါင်းစုံသုံးပြီးတောင်းချီရရှိလာတဲ့အင်အားနဲ့အတူရှေ့တန်းစစ်မြေပြင်မှာလူလိုင်းပြည်စစ်တပ်ကအုံချလာနိုင်ခဲ့ပါတယ်မြမအိမ်ကြီးချင်းတရုတ်ဆိုးရရဲ့နေဆက်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့တွေ့ဆုံညှိနှိုင်းပေးမှုနဲ့အတူဒီပညာတွေစစ်ဘက်ဆိုင်ရာအကူအညီတွေကြောင့်စစ်တပ်ဟာပြိုလဲပျက်စီးမှုတံကနေ ပြန်လည်ရုံထလာနိုင်ခဲ့တာလို့စီအေးကခတ်တီကထောက်ပြကြပါတယ်။လက်ရှိစစ်တပ်ရဲ့တံပြန်ထိုးစစ်နေထားဟာရွေးကောက်ပွဲလုပ်နိုင်မှုတိမ့်ပိုက်လို့ရနိုင်ပြီးတချို့မြို့တွေလိုတစင်မီတစင်တိုက်ယူသွားမှာဖြစ်ပြီးမသိမ်းယူနိုင်သေးတဲ့မြို့တွေကိုလည်းဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲကာလတွေမှာထင်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုတွက်ဆပြီးလုံခြုံရေးကောင်းမွန်အောင်တွန်းမြင့်သွားမှာဖြစ်တယ်လို့သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကလည်းပူပေါင်းပေးကြဖို့ပြောထားတာပါ။ ဒါအပြင်တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့လူလားချက်တွေကိုဒီမိုကရေစီနီးလမ်းကျဆောင်ရွက်ပေးနိုင်မှုနိုင်ငံရေးစင်မြင့်ဖြစ်တဲ့တွတ်တော်တွေကိုတိုင်းရင်းသားကိုယ်စားလှယ်တွေစုံစုံညီညီရောက်လာဖို့လိုအပ်တယ်လို့ဆိုပါတယ်။ CDN ဗိုလ်ကြီးဇင်ရောကတော့စစ်ကောင်းဆောင်တွေနဲ့သူစစ်တပ်လုံးဝပြိုလဲသွားမဲ့အရေးကနေတိုင်းသားလက်နက်ကိုင်ဖွဲ့တွေကိုဈေးချိုဆုံးအယောင်းဝယ်လုလာနိုင်မယ်အနေထားမျိုးလို့ပြောပါတယ်။ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲလုလိုက်မယ်ရွေးကောက်ပွဲလုပြီးကမှအဲ့လွတ်တော်ထဲမှာမှသူ အီယာဟိုတွေပေါ့နော်အီယာဟိုတွေကိုအဲကျွန်တော်တို့မားကတ်လိုပဲအဲဘယ်လိုပြောရမလဲဖက်ဒရယ်ပေါ့နော်ဖက်ဒရယ်ပုံစံမျိုးကိုသူဈေးပေါ်ပေါ်နဲ့ပေးပြီးကမှဒီလက်ကြံပေါ့နော်ပြည်တွင်းနေရာတွေကိုအဲသူတိုက်စစ်ပြန်ဆင်ပြီးတော့အဲသူတို့စစ်တပ်ကပြည်မအုပ်ပေါ့နော်သူတို့စစ်တပ်ကပြည်မအုပ်ထိန်းချုပ်မယ်ကြံတဲ့အီယာဟိုတွေကိုတော့ဖက်ဒရယ်ပုံစံမျိုးနဲ့မင်းတို့နယ်မင်းတို့လောက်အဲဒါမဲ့မင်းတို့နယ်ထဲမှာလည်း ဒီဒေါ်လာဟင်းဖွဲ့တွေကိုမထားနဲ့အာမပေးနဲ့ဒီဘက်ကိုပြန်လှုပ်ပေးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါသူတို့ရဲ့ road map ပေါ့သူတို့ရဲ့ပုံစံမျိုးကတော့အဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်လာနိုင်တယ်စီးရေးဆိုင်ရာသူတေသနာဖွဲ့စည်းတွေရအာနာသိမ့်မှုတွင်မြို့ပေါင်းတရားနှစ်မြို့အထိဒေါ်လာဟင်းဖွဲ့တွေထိန်းချုပ်နိုင်ခဲ့ပြီးအခုချိန်မှာစစ်တပ်ကမြို့ကိုမြို့ကိုသာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါတော်လိုင်းအရာစုတွေနေနဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရင်လိုမျိုးစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နိုင်ဖို့အားကောင်းမောင်းတဲ့ အခြေအနေမျိုးဖြစ်ဖို့စုပွက်မှုတွေအင်တိုက်အားတိုက်လှုပ်ဆောင်မှုတွေလိုအပ်နေသေးတယ်လို့စီးကက်ခက်တွေကမှတ်ချက်ပြုပါတယ်ဟိန္ဒူဘာသာရဲ့အထင်ရှားဆုံးနဲ့လူအများစောက်ကြီးရဲ့ပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့မီထွန်ပွဲတော်တနီဒေဝါလီပွဲတော်မှာအိန္ဒိယနိုင်ငံသားတန်မောင်းများစွာပါဝင်ဆင်နွှဲနေကြပါတယ် ပွဲတော်အတွင်းအိမ်တွင်နဲ့လမ်းတွေမှာမီးဝုန်းတွေထွန်းညိပြီးဗျာအိုးတွေဖောင်နေကြချိန်မှာလေတုညင်ညံမှုကလည်းပုံမဆိုးရွာလာနေပါတယ်။အထူးသဖြင့်နိုင်ငံမြောက်ပိုင်းမှာလေတုညင်ညံမှုဟာပြဿနာတစ်ခုဖြစ်နေပြီးစားရသည့်အစာပိုင်းလာတွေမှာလေတုအရေးအသွေးညံပြင်းနေပါတယ်။အခုနှစ်မှာတော့နိုင်ငံတော်တရားရုံးကမြို့တော်ဒေလီမှာလေတုညဉ့်ညံမှုလျှော့ချရေးအထောက်အကူဖြစ်စေဖို့တဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီရဲဆိုတဲ့ဗျောက်အိုးတွေကိုရောင်းချခွင့်အသုံးပြုခွင့်ပေးထားပါတယ်။ ပြောက်အိုးဖောက်တာနဲ့ရောင်းချတာကို2020ပြည့်နှစ်ကလေးကတားမြစ်ခဲ့တာဖြစ်ပြီးအဲ့ဒီတားမြစ်ချက်ကိုနိုင်ငံတော်တရားရုံးကအဆုံးသတ်စေလိုက်ပြီးဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်နဲ့ကိုင်းကြီးရဲဆိုတဲ့ပြောက်အိုးတွေဟာရိုးရိုးပြောက်အိုးတွေထက်လေထုညဉ့်ညံမှု20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိလျော့နေပေမဲ့ဝေဖန်သူတွေကတော့တဘာဝပတ်ဝန်းကျင်ကာကွယ်ရာမှာပြောက်အိုးတွေအစားထိုးအသုံးပြုတာရဲ့အမှန်တကယ်ထိရောက်မှုကိုမေးခွန်းထုတ်နေကြပါတယ်။ မကြသေးခင်နှစ်တွေကပြည်နယ်တချို့မှာလေတူညံ့ညံ့မှုမြင့်တက်လာတာကိုတိုက်ဖြတ်ဖို့ရည်ရွယ်ပြီးဗျာအိုးတွေကိုတားမြင့်ကန့်သက်ထားခဲ့ပေမဲ့အဲ့ဒီဥပဒေတွေမှာမကြခဏဆိုသလိုချွင်းချက်တွေရှိနေခဲ့တာကြောင့်ဒေဝါလီပွဲတော်ပြီးနောက်ရပ်ပိုင်းအတွင်းလေတူအရေးအသွေးပုံမှုဆိုးရွားသွားလေရှိပါတယ်။လေတူညံ့ညံ့မှုပုံမှုဆိုးရွားလာနေချိန်မှာအာနာပိုင်တွေကတမယိုးကြဗျာအိုးရောင်းချမှုအသုံးပြုမှုကိုနှိမ်နင်းခဲ့ပါတယ်။ ဒေဝါလီပွဲတော်ဟာဟိန္ဒူဘာသာဝင်တို့အတွက်နတ်ဆိုးတွေကိုနတ်ကောင်းတွေကအောင်ပွဲရတဲ့အထိမ်းမှတ်ပွဲတော်ဖြစ်ပြီးဆယ်လင်းနှစ်ကြာတင်းရှောင်နေခဲ့တဲ့အရှင်ရာမသူ့ရဲ့တိုင်းပြည်အယုဒ္ဓယာတို့ပြန်လာတဲ့အထိမ်းမှတ်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒေဝါလီပွဲတော်ဟာမိထုံးပူဇော်ဖို့အတွက်တခုလည်းမဟုတ်ပဲမိသားစုတိုင်းလူလူကမုတ်ချိုတွေပြုလုပ်ပြီးလှူဒန်းကြပါတယ်။ ဆောင်းရာသီရောက်တိုင်းလေတုညဉ့်ညံမှုဆိုးရွားလွန်းတဲ့အိန္ဒိယနိုင်ငံရဲ့ဒေတာတချို့မှာဒေဝါလီပွဲတော်ပြီးနောက်လေတုညဉ့်ညံမှုအခြေအနေဘလို့ရှိလာမလဲဆိုတာကိုဝေဖန်သူတွေကစောင့်ကြည့်နေကြပါတယ်ဗာတီကန်စီတီစိတ်ပီတာယဉ်ပြင်မှာအောက်တိုဘာ19ရက်ကကျင်းပခဲ့တဲ့လူမှုဝိပုစုတောင်းပွဲပြီးမှာပေါ်ဟမ်မင်းကြီးလီယို14က မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းငင်းချမ်းရေးရယူဖို့ပန်ကြားခဲ့ပါသည်၂၀21ခုနှစ်မေလကတည်းကပြည်တွင်းစစ်ပြင်းထန်နေတဲ့မြန်မာနိုင်ငံကနေထွက်ပေါ်လာတဲ့သတင်းတွေဟာစိတ်မချမ်းမြေ့စရာကောင်းတယ်လို့ပုံရိုင်းမင်းကြီးကပြောကြားပြီးတော့အပြစ်ခက်ရစဲကြဖို့တောင်းဆိုခဲ့ပါသည်ရဲသားတွေနဲ့အစအုပ်တွေကိုလက်နက်ကိုင်တိုက်ခိုက်တာလေကြောင်းကနေပုံကျက်တိုက်ခိုက်မှုတွေကြောင့်ဝမ်းနည်းရပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေအခက်အခဲတွေနဲ့ကြုံတွေ့နေရသူအလုံးအတွက်စူတောင်းပေးကြောင်းပုံရိုင်းမင်းကြီးလီယိုဆက်လေးကမိန့်ကြားပါသည် ချက်ချင်းထိရောက်တဲ့အပြစ်ခတ်ရဆဲမှုလုံးကြဖို့မိမိရှင်တဲ့နှလုံးသားတွေကထပ်မံပန်ကြားလိုကြောင်းနဲ့အားလုံးပါဝင်ပြီးအပြစ်သဘောဆောင်တဲ့ဆွေးနွေးမှုတွေကတဆင့်ငင်းချင်းရရယူကြဖို့တိုက်တွန်းကြောင်းပုံဟမ်းမင်းကြီးကပြောဆိုလိုက်တာပါအဲ့နောက်ပုံဟမ်းမင်းကြီးကအထောက်မြက်ထားရမည်နဲ့ယူကရိန်းအပြင်စစ်ပွဲတွေကြောင့်ထိခိုက်ခံစားနေကြရတဲ့တခြားဒေသတွေအတွက်လည်းဆုတောင်းပေးခဲ့ပါတယ်ရေရှည်တည်တဲ့ငင်းချင်းရရှိဖို့ကြိုးပမ်းကြမဲ့ခေါင်းဆောင်အားလုံးအတွက် ဉာဏ်ပညာနဲ့ဇွဲလုံးလာကိုဘုရားသခင်ကကောင်းချီးပေးပါစေလို့လည်းပုံရမင်းကြီးကဆုတောင်းပတ္ထနာပို့သခဲ့တာပါလီယို၁၄မတိုင်ခင်နေဆာရောက်သွားပြီဖြစ်တဲ့ပုံရမင်းကြီးဟောင်ဖရန်စစ်ကလည်းမြန်မာနိုင်ငံရင်းချမ်းရေးအတွက်တိုက်တွန်းခဲ့ပြီးစစ်ကောင်စီလက်ထက်ဖမ်းဆီးခံရတဲ့ဒေါအောင်ဆန်းစုကြည်ကိုဗာတီကန်စီးတီးမှာခိုလုံခွင့်ပေးမယ်လို့လည်းပြောကြားခဲ့ပူပါတယ် နက်ပြန်အောက်တိုဘာလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွက်ချက်တွေအရရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသတို့ချို့မှာတိမ်အထင်းထင်းထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြဝကျွန်းပေါ်ဒေသတို့ချို့မှာနေရာကွက်ကြောင်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ပြန်အတွက်ခန့်မှန်းချက်ကတော့မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီး ကပလီပင်လယ်ပြင်နဲ့ကျန်ပင်ကလားပင်လယ်အော်တို့မှာတော့တိမ်အထင်ထင်မှတိမ်ထူထန်နိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမာခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနအီစင်ပိုင်းမှမိုင်း၂၀ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်ထင်ရှိနိုင်ပါတယ်။မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးထချုံရွာသွန်းနိုင်ပါတယ်။တနိုင်ငံလုံးမှာမိုးရွာသွန်းမှုတိတိတသာရော်နေနိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖမ်းမြို့နဲ့တဝဲမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြန်မာပြည်လုံးမှာခရမ်းလွန်ရောက်ကြည့်အညွန်ကရအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်မတီကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းတိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းတိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့ Telegram application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။